ုထဗာရံပနာဟုသောသုတံဘဂဝတာကာထကံအာရဘဗာတိတံသာဝတိယံဗန္တိဘုထဗာတိသာပရိဘာဇကံစိတ်တင်သာထိသာရိဘုတံအာရဘဗာတိတံပရမဇံပညာသာရှိသောပညာဆင်းစင်တို့ဤချုပ်ငိမ့်ဘုံနောက်ဆုံး၌ပညာဖိပညာနိရောဓမြည်သော နိရောဓသမာပါသောဆရောက်ဘုံစသည်ကိုအကျေပွင့်ပြရာဖြစ်သောဗုဒ္ဓဘာသာသုတ်တံတရားဒေသနာတော်ကိုအဘေယဒေသနာ၏ဘေပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသည်နိငါရှင်ဘာဝတိပြည်ရ၌ဗုဒ္ဓဘာသာမြည်ရှိသောပရပိုက်ကို၎င်းစိတ်ဓာတ်မြည်ရှိသောစင်သွင်းဤသားကို၎င်း အကြောင်းပြု၍သာပင်ကြီးများသာဗျာဒီတာဝတိပြည်၌တရင်သုံးနေတော်မူသောအခါဝန္ထပါဒပရပိုက်အယံသို့ကြွရောက်တော်မူ၍သူပရပိုက်တို့နှင့်သကာနီနောပြောသောပြောဆိုတော်မူသောအခါဝန္ထပါဒပရပိုက်ကရှိရှိခြင်းများကနာနာဒိဋ္ဌိယအယူအမျိုးမျိုးရှိသောတမနာဗျာမနာတို့သည်ဗာမသံဗုဒ္ဓမြတ်စွာဘုရား၏သာနာတော်မှនិရောဓတမပတ်ဟုသောအတန်ကိုကြား၍ ထိုအတန်ကြာရာတို့အစဉ်တစိုက်လိုက်ပြီးလင်မိမိတို့ဤသာသနာဝယ်အဘိသင်းညာនិရောဓရှိကြကြောင်းထင်ရာထင်ရာမျိုးမျိုးပြောကြကြပါသည်အဘေတို့လင်အဘိသင်းညာនិရောဓဖြစ်ကြောင်းသာဝိညူများစွာဖျားမင်ကြတော်မူပါဗျာဟုလျောက်ထားတောင်းပန်တော်အခါမြတ်စွာဘုရားသည်ပထမဇံဒုတိယဇံတတိယဇံစတုထဇံ အာဂသနိသယရဏသံဝိညာဉ်နိသယရဏသံအာကိစဉ္ညာယရဏသံတိုင်အောင်အစဉ်သဖြင့်ကာမတင်ညာအစရှိသည်တို့ချုပ်ကာချုပ်ကာဖြင့်နောက်ဆုံးဝယ်និရောဓသမဘာတိဟုသောတင်ညာခသိမ့်တို့ခြုံငိမ့်ဘုံအနုပါအနုပုပ္ပာဘိတင်ညာនិရောဓဓမ္မစင်စစ်ကိုဟောကြားတော်မူခြင်း၎င်းမှနောက်၃ရက်မြောက်ဝယ် ။ဂါဗိညုညာသာဖရာထာမုတ်တို့လာရောက်၍အင်းညဒိဋ္ဌိရာတို့ဖရာပြန်သွားသောအခါမိမိအားဝိုင်းဝန်း၍နှုတ်လန်ထိုးကြအကြောင်းစသည်ကိုလျှောက်ထားသောအခါဂါဗိညုညာသာဖရာသည်ပုထာပါဒသတ္တပိုင်အားအတ္တနှင့်ဆက်၍အန္တဒိဋ္ဌိကွာပြုတ်ရာကွာပြုတ်ကြောင်းတရားကို၎င်းစိတ်တမ်းဤသောစင်တွင်ဤသာအာလီသစ္ဆုပံတိတ်နာကအတ္တနှင့်ဆက်၍ တရားစကားတို့ကို၎င်းအကျဲတော်ဟောပြရာဖြစ်သောဘုန်းသာပါဒာသုတ်တံဒေသနာတော်မြတ်ကိုသာဝတိကြီးအရွယ်ဘုန်းသာပါဒာမြည်ရှိသောဘရပိုက် စိတ်ဓာအမြည်ရှိသော စင်တင်းသားတို့ကိုအကြောင်းပြု၍သာဂင်ညူမြတ်စွာဘုရားဟောကြားတော်မူအပ်ပါတည်းအရှင်ဘုရားသုဘသုတ်တံပနာဟုသောဘဂဝါတာ ကထကံအရဘကေနဗာတိတံသာဝတိယံဗန္တိအာယသမတာအာနန္ဒေနဓမ္မဗန္ဓာဂာရိကေနသုဗံမာနဝံတောတိယဗုဒ္ဓံအာရဘဗာတိတံမြတ်စွာဘုရားသခင်၏ချီးကျူးတော်မူအပ်သောသီလခန္ဓာ၊သမာဓိခန္ဓာ၊ပညာခန္ဓာဤဟုသော ဂုံကျေစုတရားတော်အကျဲတွင် ဖွင့်ပြရာဖြစ်သောသူပသုတ်တံတရားဒေသနာတော်ကိုအဘယ်ရဒေသနာ၏အဘယ်ပုဂ္ဂိုလ်ကအကြောင်းပြု၍အဘယ်ပုဂ္ဂိုလ်ကဟောကြားထားခဲ့ပါသနည်းငါရှိပါရှင်အမသံဗုဒ္ဓသဗ္ဗညီမြတ်စွာဘုရားတခင်ဤကုသိန်နာယုံကြည်မှန်လာ မင်းတို့ဤဥအင်ချင်းဥယံဝပရိနိဗ္ဗာန်ဆန်းတော်မူပြီးသည့်နောက် ။သရီရသာသနာကိစ္စပြီးဆုံးဒီမှာနောက်ကာလဝယ်ပထမသင်္ဃာယနာမတင်မီ။အရှင်အာနန္ဒမထေရသူမြတ်ဒီသာဝတိပြည်သို့ကြွလာတော်မူသောအခါတောဒီယပုံနာဤသာသုဘလူလင်သည်ကြောင်းတော်သို့သွား၍ရှင်အာနန္ဒအာမေးမြန်းလျောက်ထားရပါမူပရိသတ်ပြွန်သဖြင့်မိမိလျောက်ထားလူရလျောက်ထားနိုင်ကုန်မရှိကြောင်း စဉ်းစားမိရကသူငယ်လူလင်တယောက်ဆို၍ရှင်အာနန္ဒာကိုမိမိအိမ်သို့ကြွပေါ်ရန်ပင့်ဖိတ်ပါသည်နောက်တနေ့ဝယ်ရှင်အာနန္ဒာသည်စေတကယဟန်ကိုပစ္ဆာသမဏနောက်လည်းယဟန်ပြု၍သူပါလူလင်ဤအိမ်သို့ကြွရောက်တော်မူပြီလင်ခင်သာအသောနေရာ၌ထိုင်နေသောအခါညစွာဖီဟာနှင့်ဆက်၍ဂီလာနာကာရဏ ရိရသာပနာကာရဏအကြောင်းရာတို့ကိုသဂဏီနောပြောဆိုပြီးသည့်ရဆုံး၌သုဘလူလင်သည်အရှင် အာနန္ဒာအရှင်တို့၏ဆရာ ဖြစ်တော်မူသောသမ္မာသမ္ဗုဒ္ဓများစွာဖရာသည်အဘယ်ဘယ်တရားတို့ကိုချီးမွမ်းတော်မူကြောင်းဤနတ်လူမြတ်သတ္တဝါတို့ကိုအဘယ်တရား၌သွန်းထဆောက်တည်စေတော်မူကြောင်းကိုမိန်ကြားတော်မူပါမည်အကြောင်းတောင်းပန်သောအခါ အရှင်အာနန္ဒာမထေရသူမြတ်သည်မြတ်စွာဘုရားပွင့်တော်မူသည် မှစ၍အာသဝခေယညာတိုင်အောင်သုံးရသောသုလမြစ်စီမှမဟာသီလာတို့နှင့်ပြည်စုံခြင်းတည်းဟုသောသီလခန္ဓာကျေစုဇံလေးပါးတည်းဟုသောသမာဓိခန္ဓာကျေစုဝိဇာရှင်ပါးတည်းဟုသောပညာခန္ဓာကျေစုဤဓမ္မကျေစုတို့ကိုသဗ္ဗညုမြတ်စွာဘုရားချီးမွမ်းတော်မူအကြောင်း ဤဓမ္မကျေးဇူးသုံးပါးတို့၌ငါလူမြမသတ္တဝါတို့ကို လိုက်နာကျင့်ကြံတော်မူစေကြောင်းကိုအကျေတဝံဖွင့်ပြရာဖြစ်သော သူပါသုတ်တံဒေနနာတော်မြတ်ကိုသာဝတိပြည့်ရရဝဲဓမ္မဗန္ဓဂာရိကဖြစ်တော်မူသောအရှင်အာနန္ဒမထေရသူမြတ်သည်ပထမသင်္ခါယနာတင်တော်မမူမီ ဘုရားပရိနိဗ္ဗာန်စံလို့မကြမြင်သေးသောကာလဝယ်သူပါအမည်ရှိသောတောတိယပုံနာဤသာလူလင်ကိုအကြောင်းပြု၍ဟောကြားတော်မူအပ်ပါသည် ကေဝတံပနာဟုသောသုတ်တံဘဂဝတာကထကံအာရဝဗာတိတံနာလန္ဒယံဗန္တိကေဝတံဂဟပတိပုဗ္ဗံအာရဝဗာတိတံအိတိပါတိဟာရိယသာသောသုံးပါးသောတကောဗျာရိဟာရုန်တကွာ သုံးပါးသောတကောဗျာရိဟာရုန်တကွာ၄ပါးသောမဟာဘုံယုတ်အစရှိသော ယုံနာတရားလုံးစုံဤချုပ်ငင်းရာဖြစ်သောនិရောဓနိဗ္ဗာန်တရားကိုဖွင့်ပြဟောကြားရာဖြစ်သောကေဝတ္တသုတ်တံတရားဒေသနာတော်ကိုအဘယ်ယတိတာ၌မြတ်စွာဘုရားသခင်သည်အဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါရှင်နာလန္ဒာကြီးရ၌သာဝိညုမြတ်စွာဘုရားပါဝါရိကတထေဤတည်းဥယင်ဝေသတင်းသုံးနေတော်မူသောအခါ ကေဝွန့်တကြွဲ့သားဒီဖျားရှိရာဓမ္မဖျားဓမ္မောက်သို့သွားရောက်ပြီလေဤနလန္တာမြို့သူမြို့သားတို့သည်ဖျား၌လွန်စွာကြည်ညိုကြောင်းအကယ်၍မြတ်စွာဘုရားသည်တကူပြားတိဟာပြမြည်ယဟန်တပါးကိုထားတော်မူပါမူကထိုယဟန်သည်တကူပြားတိဟာပြပါမူကဤနလန္တာပြည်သူပြည်သားတို့သည်ဖျားပေါ်၌ အတိုင်းတဲ့အလွန်ကြီးညိုလိမ့်မည်ဖြစ်ကြောင်းသုံးချိန်တိုင်းတောင်းပန်သောအခါသံဃာသံဗုဒ္ဓမြတ်စွာဘုရားသည်မြေလျို့မူပြန်ကိုဇံဆာရှိသော အမျိုးမျိုးသောဣတိတို့ကိုပြ၍ဆုံးမခြင်းတည်းဟုသောဣတိပါတိအာရိယအရာဝယ်ဂန္ဓာရီဝိဇ္ဇာနှင့်အထင်မှား၍ စွဆောပွဲရှိခြင်းတည်းဟုသောပြစ်ဒေါသကို၎င်းသူတော်ဟာတို့ဤစိတ်အကြံကိုသိကြည်လင်သင်ဤစိတ်ပြီးဤတို့ဖြစ်သည်သင်ဤတို့ကြံသည်စသည်ဖြင့်အာဒေသနာမှုအံဩပွဲပြုပြင်လင်ဆုံးမသော အာဒေသနာပါတိဟာရိယအရာဝယ်လေးမဏိကဝိဇာအမိရသောစိန်တာမဏိဝိဇာခေါ်သော လောကီဝိဇာမန္တန်တို့နှင့်ရောရှက်၍ အထင်ကားခြင်းဒီဟုသောအပြစ်ဒေါသအဆင်ကြီးလျက်ရှိကြောင်းဤသို့ကြံစီရမည်ဤသို့ကာမဝိတ္တပြဘာဒဝိတ္တဝိဉ္ဇာဝိတ္တတို့ကိုမကြံစီရဤသို့နိခမဝိတ္တအဝိဉ္ဇာဝိတ္တအပြဘာဒဝိတ္တတို့ကိုသာကြံစီရမည်ဤမည်ဤမည်သောကုသိုလ်တရားတို့ကိုပြည့်စုံစေရမည်ဤမည်ဤမည်သောအကုသိုလ်တရားတို့ကိုပယ်ရှားရမည်ဟု ဩဝါဒအဆုံးအမအမှုသာသနီသက်သက်ဖြင့်သာဆုံးမသောအမှုသာသနီပါတိဟာရိယသာလျှင်မြတ်လှစွာကြောင်းမဟာဘုံရွေးပါချုပ်ရာကိုရှာသောဣတိပါတိဟာရိယတကူရှင်ယဟန်ဤအကြောင်းဝတ္ထုကိုဖော်ပြပြည်လင်ဆုံးဝယ်အမှုပါတိဒေသနိဗ္ဗာန်ဓာတ်တိုင်းမှသာလျှင် မဟာဘုလေးပါအကျွမ်းမဲ့ချုပ်စိမ့်ချုပ်ဆုံးကြောင့်ကိုနိဗ္ဗာန်တဖြင့်ဤကုန်သာ၍ဟောအားရာဖြစ်သောကေဝတ္တသုတ်တံဒေသနာတော်မြတ်ကိုနာလနာပြည့်ရဝဲကေဝတ္တကြွယ်သားကိုအကြောင်းပြု၍သာဝိညုမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား သောဣသသုတ္တံပနာဟုသောဘဂဝါတံကာထကံအာရဘဗာတိတံကောသလီသူပန္တိသနမတိသာလဝတိကာယံလောဟိသံဗျာမနံအာရဘဗာတိတံကဲရရိုက်သောခေါင်းဆောင်ဆရာမကဲရရိုက်သောခေါင်းဆောင်ဆရာတို့ကိုဝေဖန်၍ပြရာဖြစ်သော လောဟိသသုတ်တံတရားဒေသနာတော်ကိုမြတ်စွာဘုရားသခင်သည်ဘယ်ရည်ရည်သား၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့ပါသနည်းငါချင်းကိုယ်သလားတိုင်းအဝံအပါသာလဝတိကမျိုး၌သဗ္ဗညုမြတ်စွာဘုရားတည်င်းသုံးနေတော်မူသောအခါထိုသာလဝတိကမျိုးသာလောဟိသကပုံနာအားယဟန်ပုံနာမှန်လင်ကုသိုလ်တရားကိုပြည့်စုံစေရမည် ုသိုလ်တရားကိုမိမိကိုယ်တိုင်ပြည့်စုံစေပြီလင်သူတော်ဘာတို့ကိုဟောပြပွဲမလို့တရားသောသူသည်တရားသောသူအပေါ်ပါမှမပြုတ်နိုင်တဲ့ဆုံးတစ်ခုမကဲနိုင်မချွတ်နိုင်ဖြစ်ပါသည်သို့ပါလျက်သူတော်ဘာတို့ဟာဟောပြခြင်းသည်အဟောင်းဖြစ်သော အနောင်အဖွဲ့ကိုကပယ်ဖြတ်၍အသစ်ဖြစ်သောအနောင်အဖွဲ့ကိုသာပြုသည်ပမာလွန်စွာယုံမှလာပါသည် တယောက်စီတယောက်အပေါ်မှာမြည်သူများမကယ်နိုင်ကြောင်းမာယွန်းသောမိစ္ဆာယူရှိသည့်လောဟိတ်စကပုံနာသည်သာဝိညူမြတ်စွာဘုရားကိုမိမိအိမ်သို့ပြည့်၍ဆွမ်းကပ်ပြီးသောအခါမြတ်စွာဘုရားကဤသို့သင်ယူရှိကြောင်းမှန်ပါသလိုဟုမိမြန်သောအခါမှန်ပါကြောင်းပြန်ကြားလျောက်ထားသည်တွင်သာဝိညူမြတ်စွာဘုရားကလောဟိတ်စကပုံနာ၏မိမိဥပမာ ပသူနဒီကိုဒလာမင်းကြီး ဥပမာနှပါကိုဖော်ပြပြီးပြီးရဆုံး၌လောကဝေကိရထိုက်သောဆရာသုံးမျိုးရှိကြောင်းတိမိမိကို၌ကယဟန်ကိစ္စမပြီးပါသေးပဲမိမိစကားနားမထောင်သောတပိသသာဝကတို့အားဆုံးမသောဆရာသည်လိကဲ့ရထိုက်ကြောင်းနှင့်မိမိကိုယ်တိုင်းကယဟန်ကိစ္စမပြီးပါသေးပဲ မိမိစကားနားထောင်သည့်သာဝကတို့အားဆုံးမကြဝဲထိုသာဝကတို့ကြွတန်းဝန်တော်လေးဆရာဖို့မှကဲ့ရဲ့ဆရာရှိကြောင်းသုံးမိမိကိုယ်တိုင်ကယံကိစ္စပြင်းမြောက်သောအခါအဆုံးမှာဩဝါဒကိုမလိုက်နာသောသာဝကတို့အားဆုံးမသောဆရာသည်လေကဲ့ရဲ့ဘွယ်ရှိကြောင်းဤသို့လင်အပြစ်တင်ဘွယ်ကဲ့ရဲ့ဘွယ်ရှိသောဆရာသုံးမျိုးရှိကြောင်း လေးငန်းပအလုံးစုံ အပြစ်လွတ်တော်ဆရာမာမူကားဤသာသနာတော်ဝေဒနာပပစီတာမျိုးကောင်းသာသည်သီလသံဝရာဇာနသံဝရာဝိဇာသံဝရာတိုင်အောင်သောအာသဝခရညာတိုင်အောင်သောတရားတို့ကို ပွားများအားထုတ်ရာ၏ဤသို့သောသာသနာဝေဆရာကလီဆရာဖျားကလီယဟန်ကိစ္စအထွတ်အထိပ်သို့အတုမရှိရောက်ပြီ တပြိသာဝကတိလေသီလသံဗရာသမာဓိသံဗရာပညာသံဗရာထိုးထိတ်တို့ရောက်ပြီးဖြစ်သည်ဖြင့်တစုံတရားဤသို့သောဆရာမျိုးကိုကဲ့ရဲ့ပွဲမရှိကြောင်းဆရာလေးပါဖွဲကြပြတရားဖြစ်သောလောဟိသသုတ်တံဒေသနာတော်မြတ်ကိုကောသလအတိုင်းသာလဝတိပြည်အရ၌ လောဟိသာပုံနာကိုအကြောင်းပြု၍သဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား